တ်တူစီဂိမ်းပြည်သက်တွေအတွက်ဒီကနေ့မှရောက်ရှိလာတဲ့နောက်ထပ်အားကစားနည်းတစ်ခုဒီကပြိုင်ဘက်ကတော့ကျွန်တော်တို့ထိုင်လန်ပဲဖြစ်ပုံရပါတယ်စီဂိမ်းလို့ဆိုလိုက်တာနဲ့ရိုးရချင်းလုံးအားကစားနည်းကဘာလို့စုတစိတ်တွေအတွက်နှော်လင့်ခြင်းစရာကောင်းနေတာလဲအင်ရှင်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကိုနိုင်ယူခြင်းဆုံးပါပဲ။မြမရိုးရအာကစားနီတခုအတွက်အိမ်နီးချင်းတွေစီမှာထပ်ပြီးအကောင်းဆုံးတက်သေးပြဖို့သူတို့ဘလောက်အစဉ်သင့်ဖြစ်နေပြီလဲ။ အဲရွှေယူဖို့တော့ရခိုင်လုံးအပြည့်မှန်းထားပါတယ်ဒါဆိုဒီကနေ့ရဲ့ Road to Sea Game အစီအစဉ်မှာအတူတူဆက်ပြီးကြည့်ရှုလိုက်ကြရအောင်မြန်မာတို့ရဲ့ရိုးရာအားကစားနည်းတစ်ခုကဒီတစ်ခေါက်မှာလဲအရှိတောင်အာရှအားကစားပြိုင်ပွဲစီးကိန်းစင်မြင့်ထက်ကိုထပ်မံရောက်ရှိလာခဲ့ပါပြီ။ 2023ခုနှစ်မြမစီကိတ်မှာအစပြုခဲ့တဲ့ဂျိုးရချင်းလုံအာကစားနီကဒီစကြိမ်မှာလဲအိမ်နီးချင်းနေရှိမှာဘလောက်အထိထက်ပြီးအစွမ်းပြနိုင်မလဲမြင်တွေ့ရဖို့ကသိပြီးတော့မလိုတော့ပါဘူးစိတ်ထားစိတ်စိတ်ကလေးနှိမ့်နှိမ့်လေးအဲ့ဒါမှအမှတ်ယူနိုင်မလား အမြဲတမ်းစီးကိန်းပြိုင်ပွဲတိုင်းမှာနိုင်ငံအတွက်ရွှေအပါဝင်စုစည်းတွေယူဆောင်ပေးနေကြဒီအာဂဇာနီက33ချိန်မြောက်စီးကိန်းမှာလဲသူတို့ရဲ့အကောင်းဆုံးအခိုက်အတန့်တွေကိုဆက်ပြီးတော့တည်ဆောင်သွားနိုင်မလားသိကြပေါ့စောင့်ကြည့်ရမယ်အာဂဇာနီတခုဖြစ်ရှိလို့ရပါတယ်ချီခွေကိုချီခွေကိုတွဲတဲ့အခါမှာမမြင်နဲ့အမြင်မယူနဲ့ဟုတ်ပြီနော်ချီခွေကိုဟိုးစားတားအမြင်မယူနဲ့ဟုတ်လားဒူးလောက်ကလေးပဲယူ ဟိုမြမရိုးရတော့ဒါချိန်ချင်းလုံးချိန်ချင်းလုံးနဲ့သုံးတယ်ဒါပေမဲ့သူတို့ကပလတ်စတစ်ချင်းလုံးကိုသုံးကျင်တယ်ဒါပေမဲ့ကျမတို့အနေနဲ့ကတော့ဒါရိုးရမှာချိန်နဲ့ပဲသုံးတဲ့အတွက်ဒါချိန်နဲ့ပဲဒါဟိုပြိုင်ပွဲဟလာပြိုင်မှုအဲအဲ့လိုမျိုးလေးချင်းလုံးမှာလည်းနည်းနည်းလေးဟလာသူတို့နဲ့ဒါမြန်မာနဲ့ထိုင်းနဲ့ဒီလိုလေးအခြေတင်လေးရှိပါတယ်သူတို့ကတော့ဟိုပိုက်ကြော်ချင်းက ဟလာအာတာတာဖြစ်တဲ့အတွက်ပိုက်ကျော်ခြင်းနဲ့ပြိုင်ခြင်းနဲ့ဒါပေမဲ့ကျမတို့ကလည်းကျမတို့မြမရိုးရချင်းရတာချိန်ချင်းလုံးနဲ့ပဲပြိုင်တာဖြစ်တဲ့အတွက်ချိန်ချင်းလုံးနဲ့ပဲကျမတို့ဒါဥပဒေမှာသတ်မှတ်ထားရှိပါတယ် မြမရိုးရချင်းလုံးအပေါ်ယူယူမှုမှုရှိလာတဲ့ဝရံဖြိုးကလာမဲ့ထိုင်းစီကင်းကိုတွန်းပြိုင်မဲ့ရိုးရချင်းလုံးအာဂဒါနီရဲ့လက်ရွေးစင်တူပါ2010ခုမှာလက်ရွေးစင်ဘဝရောက်လာတဲ့သူအတွက်စီကင်းမှတ်တမ်းတွေကအတော်လေးကျေနပ်ဖို့ကောင်းနေပါတယ် ဒီစီရင်ကသူ့အတွက်တော့၃ချိန်မြောက်စီးကိန်းပြိုင်ပွဲအတွေ့အကြုံဖြစ်ပါတယ်။နောက်ဆုံး၂ချိန်ဆက်မြန်မာနိုင်ငံအတွက်ရွှေ၃ခုငွေ၃ခုနဲ့ကြေး၃ခုယူဆောင်ပေးတာတွေဝေယံဖြူတယောက်ဒီတစ်ခေါက်မှရောဘယ်လောက်ထိအဆင်ပြေဖြစ်နေပြီလဲ။ပြီးတော့ထိုင်းစီးကိန်းမှာရိုးရာချင်းအတွက်အဓိကကြော်ဖြတ်ရမယ့်ပြိုင်ဘက်ကောင်းတွေကဘယ်နိုင်ငံတွေဖြစ်မလဲ။ဒီနေ့ကလည်းကျွန်တော်တို့ ကြားယောက်ျားလေးမျိုးသားချင်းတင်ရောမျိုးသမီးချင်းတင်ရောရွှေစဲသူနှစ်စုရယူမယ်လို့ယုံကြည်မှုရှိပါတယ်။ပြိုင်ပွဲနှဲသွားတဲ့ပေါ်တော့ဘယ်လိုတော့ဆိုကျွန်တော်တို့ကတော့ event များများကစားကြင်တာပေါ့။မြန်မာနိုင်ငံအတွက်လည်းရွှေများများလိုချင်သေးတာလိုချင်သေးတာဆိုတော့အင်ရှင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ထိုင်းကိုတော့ကျွန်တော်နည်းနည်းတော့စိုးရင်တယ်။ကျွန်တော်အရင်နှစ်တွေထက်ဒီနှစ်ကပိုပြီးတော့ကျက်တယ်။ဒီနှစ်တည်းကတော့နည်းနည်းခြောက်တယ်။ဒီနှစ်ကထိုင်းကလည်းနှစ်ပတ်လည်းလေ့ကျင့်ထားတာဆိုတော့ကျွန်တော်တို့ကစားနည်းကလည်းတမျိုးတည်းဆိုတော့သူတို့ကလည်း တော်တော်လေ့ကျင့်ထားပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့နည်းနည်းတော့စိုးရိမ်မှုရှိပါတယ်ပြီးခဲ့တဲ့2023ကမ်ဘောဒီးယားစီးကိမ်းမှာပြန်ပွဲအမျိုးအစား17မျိုးထိပါဝင်ခဲ့တဲ့ရိုးရာချင်းလုံးကဒီတစ်ကြိမ်စီးကိမ်းမှာတော့တူတူကြကြပြန်ပွဲအမျိုးအစားနှစ်ခုသာပါဝင်တဲ့အထိအင်ရှင်ထိုင်းနိုင်ငံကချော့ချထားပါတယ်ဒါကြောင့်ဒီချိန်မှာတော့ရိုးရံချင်းလုံးအနေနဲ့လယ်ရွေးစင်အမျိုးသား၈ဦးနဲ့အမျိုးသမီး၈ဦးသာဝင်ရောက်ရှင်ပြိုင်มาလဲဖြစ်ပါတယ်။ ဒီထဲမှာ90ရာခိုင်နှုန်းကလက်ရည်စင်ဟောင်းနေဖြစ်ပါတယ်စီကိန်းအတွက်လေ့ကျင့်မှုတွေကိုတော့ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလေးကစတင်နေခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ရန်ကုန်မြို့ကအာကာသိပ်ပံမှာလေ့ကျင့်နေကြပါတယ်။သူအင်ရှင်နိုင်ငံဖြစ်တဲ့အတွက်သူ့ဘက်မှာအားသာချက်တွေအများကြီးရှိနေမယ်ပြီးတော့အရင်အရင်နှစ်တွေမှာလည်းဒီ event မှာသူတို့ဘက်ကရွှေပဲယူထားတဲ့ event မျိုးလည်းဖြစ်တယ်ပြီးတော့သူတို့ဒီ ဒီအကစားဆိုင်ရမှာရော တခြားဘက်ဆိုင်ရမှာရောမြန်မာထက်အမြဲတမ်းတာလွန်နေတဲ့ပုံစံမျိုးပဲခြားပြခဲ့ရဖြစ်တဲ့အတွက်ကိုပိုင်အကစားနီးဖြစ်တဲ့အချိန်သူတို့အင်ရှင်နိုင်ငံမှာညီမတို့ဘက်ကနေပြီးတော့သူတို့ထက်တာလွန်ချောင်းပြသချင်တာမျိုးပါအကစားနီးရတော့ညီမတို့ဘက်ကနေအားသာတဲ့ပြိုင်ပွဲမျိုးဖြစ်တယ်ဒါပေမဲ့ရှင်ပြန်ခဲ့တဲ့တခြားမှာဆိုလို့ရှင်တော့အခုရွေးချယ်ပြီးတော့သူတို့ထည့်ပေးထားတဲ့ event ကသူတို့ရွှေယူခဲ့တဲ့ event မျိုးဖြစ်တယ်အဲ့ဒီအတွက်တော့လူကြီးတွေရောလူငယ်တွေရော စိတ်လှုပ်ရှားမှုရှိတယ် အရင်အရင်တော့လိုမျိုးပေါပေါတန်တန်လှုပ်လို့မရတော့ဆိုတဲ့စိတ်လည်းရှိရတယ်။သူတို့အင်ရှင်ဖြစ်နေတဲ့အတွက်သူတို့ဘက်ကအများကြီးအားသနေတာတခုတော့ရှိတာပေါ့နော်။ဒါမှလည်းအာကစားနေရတော့ကိုအာကစားနေဖြစ်တဲ့အတွက်နည်းနည်းမှတော့မတုံ့လှုပ်ပါဒါဆိုတိုင်းစီကိမ်းမှာဝင်ပြိုင်မဲ့ရိုးရာချင်းလုံကစားနီးကဘယ်မျိုးစားလဲ။လာမဲ့တိုင်းစီကိမ်းမှာတော့ရိုးရာချင်းအနေနဲ့မူလအဆင့်တွဲပြိုင်ပွဲလင်းကင်းအမျိုးအစားအမျိုးသားနဲ့အမျိုးသမီးပြိုင်ပွဲတွေမှာဝင်ပြိုင်ရမှာဖြစ်ပါတယ်။ သက်မှတ်ဧရိယာထဲမှာကစားသမား6ဦးကတဦးစီအလဲကျလဲ့လဲခတ်သွားရမယ်ကစားနည်းမျိုးဖြစ်ပါတယ်။ကစားသမားတဦးချင်းအနေနဲ့ထိချက်6ချက်ပြည့်အောင်ခတ်ပြရမှာဖြစ်ပြီးသက်မှတ်ထိချက်ပြည့်ပါကရမှတ်ရရှိမှာဖြစ်ပါတယ်။ကစားချိန်10မိနစ်နှစ်ပိုင်းအတွင်းမှာအမှတ်အများဆုံးရတဲ့နိုင်ငံကအနိုင်ရရှိမှာဖြစ်ပါတယ်။လက်ရှိမှာတော့ရိုးရာချင်းလုံးအတွက်အမျိုးသားပြိုင်ပွဲမှာ6နိုင်ငံအမျိုးသမီးပြိုင်ပွဲမှာ9နိုင်ငံရှင်ပြိုင်မှာဖြစ်ပါတယ်။ ပွဲစဉ်ဒီအားလုံးကိုတော့လာမယ့်ဒီဇင်ဘာလ10ရက်နေ့တရက်ထဲမှာပဲထိုင်းနိုင်ငံမှာရှင်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။ကျွန်တော်ဒီမှာလေ့ကျင့်လာတာနှစ်လပိုင်း16ရက်နေ့ကတည်းကလေ့ကျင့်လာအခုလောက်10လပိုင်းလောက်10လလောက်တရှိပါကြ။ကျွန်တော်တယောက်နဲ့တယောက်နားလည်မှုကိုတယောက်နဲ့တယောက်ဟိုပြတ်မယ်ဆိုလို့ရှိရင်တော့ညီလေးဘလိုလေးခက်ဘလိုလေးတယောက်နဲ့တယောက်တိုင်တိုင်မင်မင်လေးနဲ့အဖွဲနဲ့ဆိုတော့တယောက်နဲ့တယောက်တိုင်တိုင်မင်မင်လေးနဲ့တွားကြပါဗျဒီလိုချင်းလုံးညံလို့ရတဲ့သူအားလုံးပဲကျွန်တော်တို့ဒီထိုင်းစကင်းကြီးကလည်း ဟိုစက်နယ်လာပိုင်းတည်းမှာဖြစ်မှာအတွက်ကြောင့်မလို့ကျွန်တော်တို့အားပေးကြပါအောင်လို့ကျွန်တော်တို့ပြောကြပါမယ်ကျွန်တော်တို့ဒီထိုင်းစီကိန်းကြီးကနေပြီးတော့ကျွန်တော်တို့မိနစ်မိနစ်တကာလို့မတူခဲ့မတူရဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနေ့မှာပုံမစိုးစားပြီးတော့ရွှေရအောင်ယူခဲ့ပါမယ်လို့ကျွန်တော်ပြောကြပါမယ်ပြခဲ့တဲ့မတမ်းမတ်ရာတွေကိုပြန်ကြည့်ရင်ရိုးရချင်းအနေနဲ့2023မြန်မာစီးကိမ်းမှာရွှေ6ခု2025စင်ကာပူစီးကိမ်းမှာရွှေ2ခု2029မလေးရှားစီးကိမ်းမှာရွှေ2ခုနဲ့2023ကမ္ဘောဒီးယားစီးကိမ်းမှာရွှေ4ခုငွေ3ခုကြေးတစ်ခုရရှိထားပါတယ်။ 2019နဲ့2021ခုနှစ်တွေမှာတော့အရှင်နိုင်ငံတွေကရိုးရာချင်းကစားနည်းကို စီးကိတ်မှာထည့်သွင်းကျင်းပခြင်းမရှိခဲ့တဲ့အတွက်ရှင်ပြိုင်နိုင်ငံချင်းမရှိတာလည်းတွေ့ရပါတယ်။ဒီချိန်မှာလည်းအရှင်ထိုင်းဘက်ကရွေးချယ်ထည့်သွင်းထားတဲ့ LinkedIn အမျိုးအစားပြိုင်ပွဲကမြန်မာတွေတိတ်ပြီးအားထားလေးမရှိတဲ့အမျိုးအစားဖြစ်ပြီးပြီးခဲ့တဲ့2023စီးကိတ်တုန်းကလည်းအမျိုးသမီးအဖွဲ့အဖွဲ့သာမြန်မာကဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ อืมยันด้วยค่ะอืมဖော့ဖြစ်တယ်ဟုတ်လားဖော့ဖြစ်တယ်ကြာသွားလို့ဖော့ဖြစ်တယ်ဆိုလို့ရှိရင်ပြစ်မယ်ပြစ်ပြစ်တဲ့အခါမှာကိုကမျက်နှာချင်းဆိုင်လူကိုဟုတ်လားမျက်နှာချင်းဆိုင်လူကိုတေချာပြစ်မယ် ဒူးကြကြအနေနဲ့အခုဒီချိန်ထိုင်းစီဂိမ်းမှာထည့်သွင်းထားတဲ့တခုတည်းသောရိုးရာချင်းလုံးကစားနည်းကပြီးခဲ့တဲ့စီဂိမ်းမှာထိုင်းနိုင်ငံကရွှေ့ရခဲ့တဲ့ကစားနည်းဖြစ်နေပါတယ်။ဒီမှာတွဲပြီးတော့မြန်မြန်နောက်ဆုံးပဲ။အဲအားပေးနေတဲ့ပရိသတ်တွေလည်းဒါကျမတို့ဒါရိုးရာချင်းဆိုလို့ရှိရင်ဆယ်ရက်နှစ်ပြိုင်ပွဲကဒါပြိုင်ပွဲကြီးစတင်မှာဖြစ်တဲ့အတွက်ဒါချင်းလုံးကနေပြီးတော့ဒါရွှေတစိတ်ဒါပထမဦးဆုံး ဒါရယူသွားမှာဖြစ်တဲ့အတွက်ဟဲ့လားဒီပြည်သူပြည်သားများအားလုံးလည်းဒါကိုယ့်ရဲ့ရိုးရာချင်းလုံးပြိုင်ပွဲမှာအားပေးကြပါလို့ပြောကြခြင်းပါတယ်ဒါကတော့လာမယ့်စီးကိန်းအတွက်ပြင်ဆင်နေတဲ့ရိုးရာချင်းလုံးအားစားသမားတွေပဲဖြစ်ပါတယ်ဒီကြိမ်စီးကိန်းမှာလည်းသူတို့မြန်မာနိုင်ငံအတွက်ဘလောက်အတိုင်းအတာထိကုံဆောင်နိုင်မလဲစောင့်ကြည့်အားပေးသွားရမှာဖြစ်ပါတယ်။ ဒီကနေ့ရဲ့ Road to Sea Game အစီအစဉ်မှာတော့လာမယ့်ဒီဇင်ဘာလအတွင်းထိုင်းနိုင်ငံမှာကျင်းပပြုလုပ်မယ့်33ချိန်မြောက် Sea Game ပြိုင်ပွဲအတွက်လေးကျင့်ပြင်ဆင်နေတဲ့မြားပြစ်တဲ့ရိုးရာချင်းလုံးအင်္ဂစားအဖွဲ့တွေရဲ့ပုံရိပ်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်33ချိန်မြောက်စီးကိန်းပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်မယ်မြမအာကစားအဖွဲ့တွေအာကစားနီလိုက်လေ့ကျင့်ပြင်ဆင်နေမှုတွေကိုတော့အပတ်စဉ်စနေနေ့ည9:00နာရီအချိန်တိုင်း Channel 7ရုပ်သံလိုင်းကနေထုတ်လင့်ပြသပေးလျက်ရှိနေပြီ။ လာမယ့်အပတ်မှာလည်းဘလို့အကစားနည်းတွေကိုထပ်မံမြင်တွေ့ရမလဲဆိုတာစောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ